လေးညံတော့အရင်ကောင်းတယ်စာတင်ရတာတိတ်ဝါဒနာပါတယ်သူများကလေးတွေတစ်နှစ်ခွဲမှာအယောင်၃ယောင်၄ယောင်ပဲတည်တယ်သူကအကုန်တည်တယ်ရွှေယောင်တွေဟိုဂိုးတွေဆေးသားတွေပါသူကတည်တဲ့အဆင့်ကိုရောက်နေပြီမေနဲ့မတူညံကောင်းတယ်ဗောအမေကတော့ထုံတိုင်းအမေကတော့ထုံတိုင်း မင်းကထက်ဆက်ခံတာလားဟုတ်ဘူးဟိုတော့သူ့ဘေးကြီးပြပေးချင်ပါတယ်ပဲရစ်မှာပစံရီလုခံရမှာဆိုတော့အဲ့လိုသွားလမ်းလေးလုံးနေရလားဟုတ်တယ်သူ learn လုပ်တာအရင်တော့တယ်အခု language ကိုလည်း तू ကနှစ်ခုလုံးပြန်ပြောတယ် तू ကမြန်မာလိုလည်းပြောတယ်အင်္ဂလိပ်လိုလည်းပြောတယ်နှစ်ခုလုံး तू များတွေကအင်္ဂလိပ်လိုအလေးသာတယ်အင်္ဂလိပ်လိုပို့ပြောတယ်ပေါ့ तू မဟုတ်တော့နှမျိုးလုံးပြောတယ် Oh god how down I'm on my way ရစီငယ်ဝန်တနာပါတယ် tempo တွေသိတယ် key တွေသိတယ် အဲ့ဒါအမကဘာလို့သိလဲဆိုတော့တချင်းတပုတ်ဖွင့်လိုက်ရင်အဲ့ဒီခီးတဲ့ကိုသူ့အလိုလိုဝင်သွားတယ်ဆိုတာကောင်းတောင်ကလေးကခီးမဝင်ဘူးလေခီးမဝင်မှုဆိုတာဒီရွယ်မှာအဲ့ဒါကိုမသိသေးဘူးတော်တော်ဒါကပါရမီပါလာတယ်ခေါ်တာပေါ့ကြတော့လေရှင်းပြခက်တယ်ဒီ interview ကိုကြီးရှုနေတဲ့သူတွေထဲမှာလည်းနားလေတဲ့သူကသုံးပုံမှာတစ်ပုံပဲရှိလိမ့်မယ်အဲ့သုံးပုံမှာတစ်ပုံကမိဘဖြစ်သွားတဲ့သူတွေပဲနားလေတာ အဖြိုလူဖြိုနောက်ပြီးတော့အကယ်၍တာသမီတွေမွေးပြီးတော့အရန်ချီးသွားပြီးတော့တာသမီတွေဝေးသွားခဲ့ရင်တော့နားမလဲတော့ဘူးလက်ရှိမှာဒီအရွယ်လေးတွေကိုမွေးထားတဲ့မိခင်တွေဖခင်တွေပဲနားလည်မှာပေါ့နော်ချော်လေးလဲမှာတော့မလို့လားဟုတ်လားဟိုချောင်းရေလေးတောက်ပြီးတီးမှာတော့မလို့လားဟုတ်ပဲဒါကတော့မိဘတိုင်းရဲ့မေတ္တာပေါ့တာသမီပေါ်မှာထားရတဲ့မေတ္တာပေါ့ဆိုတော့အဲ့ဒီမေတ္တာတွေကအရန်များလာလို့ရှိရင်လည်းဘာဖြစ်တယ်လဲဆိုတော့အတ္တတစ်ခုဖြစ်ပြောင်းလဲသွားတတ်တယ် အတ္တဆိုတာကိုကတော့ကိုကိုကိုအဲ့ဒါကိုအတ္တလို့ realize မလုပ်ဖြစ်ဘူးကိုသမီးလေးကိုသားလေးကိုအတန်းထဲမှာအစ်စ်တစ်ရစေခြင်းနဲ့အတော်ဆုံးဖြစ်ခြင်းနဲ့ဟလာအာဘာလေးပဲလုံလုံအပြေးပြိုင်နေနိုင်ခြင်းနိုင်စေခြင်းနဲ့စသဖြင့်ပေါ့နော်အဲ့ဒါက ကိုယ့်ရဲ့မြေတားတွေတအားချီးထွားလာတဲ့အခါမှာလည်းအတားတစ်ခုဖြစ်သွားတတ်တယ်။အဲ့ဒီအခါမှာခလေးပေါ်မှာ pressure ပြီးတတ်တယ်။ဆိုတော့အဲ့ဒါလေးတစ်ခုကိုလည်းအမအခုချိန်မှာဆိုလို့ရှိရင်တတိထားရတယ်။အဲ့လောဘတော့လည်းမဟုတ်ပါအောင်မောင်လေးမြေမာလေးရဲ့မိဘတိုင်းကတော့ခဏလိုပေါ့နော်။သူများကြောင်းတက်နေပြီဆိုတော့လေကိုသမီးကိုသားသမီးကြောင်းတက်ရမယ့်အရွယ်ပဲဟိုထားရမှာပေါ့လေ။ပြောချင်တာကဟိုအမလည်းအခုဆိုကြောင်းထားရမှာပဲ။ကြောင်းနေဆိုလိုက်စုံစမ်းနေရပြီ။ဒါပေမဲ့အဲ့ပေါ်မှာအမကသူ ready ဖြစ်သေးရလား။အမသမီးလေးဆိုလို့ရှိရင်အမက ready မဖြစ်သေးရတယ်အများကြီးရှိသေးတယ်။အမသမီးလေးကနှစ်နှစ်ကျော်နေပြီ။ဒါပေမဲ့ဒိုက်ပါခုထိ အမချွတ်သေးဘူးဒိုက်ပါဝတ်နေတော့မယ်အမအမကြဖြည်းဖြည်းချင်းစီပြောသွားမယ်အမသားသမီးရောအမမလောဘူးပေါ့နော်မလောတော့သူများတွေကအမကိုအရင်ပြောကြဟာသုံးနှစ်ပြည့်တော့မယ်ခြုံလိုက်ရမပြတ်သေးဘူးလားသုံးနှစ်ပြည့်တော့မယ်ဒိုက်ပါမချွတ်သေးဘူးလားမဟုတ်အမအဲ့လိုမျိုးမဟုတ်ဘူးဘယ်ကလေးမှ၅နှစ်ထိဒိုက်ပါဝတ်ထားတဲ့ကလေးမရှိဘူးညီမရဲ့ပြောချင်တာသူ့အရွယ်နဲ့သူဖြစ်သွားလိမ့်မယ် ြောချင်တာကလေမအင်တယောက်နေကြီးနဲ့တိရမှာအရန်ကြီးအတင်းအကျပ်ကြီးခလေးကိုအိမ်သာပေါ်တင်ရှူပေါင်းလေးဤပါလေးအဲ့လိုမျိုးအမမလုပ်ချင်ဘူးပြောချင်တာ तू 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 ရဲ့ brain လေးတော့ तू တိုးတက်လာတဲ့အခါမှာ तू တိသွားလိမ့်မယ်ပြောအမဆိုလို့ရှိရင်အမမှာ feeling တခုရှိရအမက walking mom တခုတယောက်ဖြစ်တဲ့အတွက်အမအမသမီးလေးကိုအမလူကြားထဲမှာ no မတိုက်ရဘူးအမအပြင်နေအမြဲတမ်းသွားပြီးအလုံးလုံးနေတဲ့အတွက်အမကခလေးလေးကိုရင်ဝင်ပိုက်ပြီးတော့တစ်ချိန်လုံး no မတိုက်နိုင်ဘူးအဲ့ဒီအတွက်အမအသမီးလေးကိုအစားထိုးချိုလင်လေးကိုတတ်ပေးခဲ့တယ် ော့ဒီချိန်မှာလဲလူတွေကဝိုင်းပြောကြချုံနေရမပြတ်သေးဘူးလားခလေးကဒီရောင်ရောင်ဒါပေမဲ့အမပြောချင်တာသူ့မှာသူ့စိတ်ဖြည့်စရာလေးကဒါပဲရှိရကွာတချို့ခလေးကြီးကြီးလိုက်မေးပေါ်မှာတစ်ချိန်လုံးတော့မထွက်တော့တာမေးရင်တော့ငုံနေကြတော့မယ်အခုချိန်ဒီသူ့မှာအဲ့လိုအခွင့်အရေးလေးမရအောင်မရတော့ဩသူဆွဲလန်းနေတဲ့ချုံလိန်လေးထားလိုက်ပါအောင်လေအเจ้าမမတက်သေးတာချိန်တန်ငါဖြတ်မှာပေါ့အဲအမကအဲ့လိုလေးပေါ့လေအဲ့လိုလေးဖြည့်ပြီးတော့တွေးတွေးတာပေါ့နော်ဘာလေးကြီးကြတော့ပုံပြီးတော့နည်းနည်းတိုင်းရင်းဆက်လာတယ်ပုံစံလေးကိုပုံလေးကို तू က तू ကလေ ညံတော့အရင်ကောင်းတယ်စာတင်ရတာတိတ်ဝါဒနာပါတယ်စာတင်ရတော့အမကဆွတ်ဖိပြီးတင်နေရမဟုတ်သူကိုယ်တိုင်ကစာအုပ်တွေဆွဲချလာ ABCD ကတ်တွေဆွဲချလာပြီးသူ့ကိုလှုပ်သူ့အသင်းသူ့နဲ့မအင်းနဲ့အဲ့လိုစာတင်တိုင်းမေရမေသူကဖြေသူကအဲ့လိုကစားရတာသူကြိုက်တယ်အဲ့တော့အမကအဲ့လိုပေါ့စာတင်ပေးဖြစ်တယ်ပေါ့စာတင်တိုင်းကစားကစားကြတာပေါ့ညီမလေးအဲ့တော့သူကအခုချိန်မှာတော့သူညံကောင်းတဲ့အတွက်သူများကလေးတွေတစ်နှစ်ခွဲမှာအယောင်၃ယောင်၄ယောင်ပဲတည်တယ်သူကအကုန်တည်တယ်ရွှေရောင်တွေဟိုဂိုးတွေ silver တွေပါသူကတည်တယ် အဆင့်ကိုရောက်နေပြီအဲရွှေရောင်နေငွေရောင်နေမှာသိရယ်ဆိုတာတော်တော်ခက်ခဲတယ်ပေါ့နော်အပြာဆိုအမှုရင်ဘလူးနဲ့မဟုတ်ဘူးသူက light blue dark blue သူကအဲ့လိုမျိုးတွေကအစခွဲတတ်တဲ့ဟာမျိုးလေးသူ့မှာပါလာတယ်ပေါ့အမေနဲ့မတူညံကောင်းတယ်ပေါ့အမေကတော့ထုံတိုင်းအမေကတော့ထုံတိုင်းအမေကထုံဆက်ခံတာမဟုတ်ဘူးဟောတာတော့သူ့ဖေစီယာဖြစ်ပဲချင်ပါတယ်သူ learn နေလို့နေရလားဟုတ်တယ်သူ learn လောက်တာအရင်တော့တယ်ဟုတ်က language ကိုလည်း तू ကနှစ်ခုလုံးပြန်ပြောတယ် ွားမြန်မာလိုလည်းပြောတယ်အင်္ဂလိပ်လိုလည်းပြောတယ်နောက်ခုလုံးသူများတွေကအင်္ဂလိပ်လိုအလေးတာတယ်အင်္ဂလိပ်လိုပို့ပြောတယ်ပေါ့သူကမဟုတ်သူကနှစ်မျိုးလုံးပြောတယ်နောက်ခုလုံးပြောတယ်နောက်ခုထိုင်းလိုတွေကတက်လာတော့မှမဟုတ်ဘူးအဖေနဲ့အမေကသူ့ကိုစလန်ပေးရတော့ထိုင်းသွားရင်ဈေးစကိုသူနဲ့သူနဲ့စားသုံးဆိုင်သွားရင်မန်ယူသမီးဖတ်ဖတ်ပေးအမေမှဟုတ်သမီးဖတ်အဲ့လိုဖြစ်နေတယ်အမေနဲ့တူတာလေးရောမာလေးကြီးကလည်းကြံကောင်းတာဖိနေတာပြည့်တယ် music ရောင်းဝါဒနာပါတယ် music ရောင်းဝါဒနာပါတယ် tempo တွေသိတယ် ကီးတွေတည်တယ်အဲ့ဒါအမကဘာလို့တည်လဲဆိုတော့တချင်းတစ်ပုတ်ဖွင့်လိုက်ရင်အဲ့ဒီကီးတွေကိုသူ့အလိုလိုဝင်သွားတယ်ဆိုတာကောင်တောင်ကလေးကကီးမဝင်ဘူးလေကီးမဝင်ဘူးဆိုတာဒီရွယ်မှာအဲ့ဒါမသိသေးဘူးတော်တော်ဒါကကြပါရမီပါလာတယ်ခေါ်တာပေါ့အဲ့ကြတော့တော်တင်ယူစရာမလိုပဲသူ့မှာပါရမီပါလာပြီးသားဖြစ်တဲ့အတွက်သူကယောက်ျားလေးတချင်းကိုဖွင့်လိုက်ရင်အဲ့ဒီကီးတွေကိုသူဝင်သွားတယ်မိန်းကလေးတချင်းဖွင့်ရင်လည်းအဲ့ဒီကီးတွေကိုသူဝင်သွားတယ်သူဝင်အောင်ဆိုတယ်ပြီးတော့တော်ဘီတင်နေသိတယ်အမားတို့တချို့တွေက KTV ဆိုရင်4 3 2 1ဆိုထိုးပေးရတယ်ဒီမှာအဲ့ဒီမှာဝင်ဆိုရတာလေတာမန်လူတွေဆိုလေနော် အမားတို့ musician တွေကြာအဲ့ဒါမလုံးလေကွာဟိုတိုင်မင်းကကွာကိုသိပြီးသားအဲ့ကလေးလေးကအဲ့ဒါပါလာအဲ့ကလေးလေးတွေကိုကလေးမဟုတ်တာကြာတာကျမသမီးလေးကအမရာလေးကအဲ့ဒါလေးတခုပါလာပဲပေါ့နော်ဆိုတော့ဟိုကြာသူသူအမေစီရရတာပေါ့အဲအင်တာဗျူးလေးကိုကြည့်ရှုပေးကြပြည်သက်တွေအားလုံးတက်တက်မှာလဲစိတ်ချမ်းသာခြင်းကိုကျမချင်းနဲ့ပြည့်စုံကြပါစေဆုမွန်ကောင်းနောက်မိပါရဲ့ရှင်